ါမမသူစကားကြင်စာမိနေတဲ့နေရာများနံပါတ်1မူဂျိုနင်းငံပြစ်ဒေတာမင်းဆိုရနိုင်ငံရဲ့နောက်နောက်ပိုင်းမှာကျယ်ပြောလာတဲ့မာရာကိုင်ဘိုရေကန်ဆိုတာရှိပါတယ်ဒီရေကန်မှာထူးထူးခြားခြားမိုးကြိုးနှင်းငံဖြစ်ပါတယ်ဘလောက်ဖြစ်တယ်လဲဆိုရင်တနစ်ကိုရပောင်း300လောက်ချီမိုးကြိုးတွေဖြစ်ပါတယ်ညဘက်တွေမှာဆိုရင်တနာယိုမိုးကြိုးအချိန်180လောက်ထိဖြစ်တတ်ပါတယ်ဒါသလင်းမိုးကြိုးတွေဟာဆက်မပြတ်ဖြစ်နေတာကြောင့်မို့ကောင်းငင်ကြီးကလင်းထိန်နေတတ်ပါတယ် ဘာကြောင့်ဒီလိုမိုးကြိုးတွေအများကြီးပြရတာလဲဆိုရင် anti storm တန်းတွေကလာတဲ့လေနဲ့ caribbean ပင်လယ်ကလာတဲ့လေဘူးတွေတွဲဆုံလို့ဖြစ်ပါတယ်မစီမဆိုင်လေနဲ့လေဘူးတို့တောင်ရေကန်ပေါ်လာရောက်တွဲဆုံပြီးမိုးရိမ်တောင်တွေဖြစ်မိုးကြိုးတွေဖြစ်ကုန်တာရှိပေမဲ့ yuki နဲ့တူမကတော့ပြန်ဆုံဖို့မဖြစ်နိုင်တော့ပါဘူးနံပါတ်1ဒေစင်သမောင်းနင်းကတ်တိုက်ဒေတာဂျီနီယာကတော့အမေရိကန်ပြည်ထောင်စုရဲ့အလဲပိုင်းနဲ့တောင်ပိုင်းဒေတာကိုဖျက်ဆီးသွားတဲ့တော်နေဒိုအဲလီဒေစင်သမောင်းလန်ဂျာပဲဖြစ်ပါတယ် ဒီဒေတာထဲမှာဆိုရင် Texas, Oklahoma, Kansas စတဲ့ပြည်နယ်တွေအဓိကပါဝင်ပါတယ်။ဒီဒေတာမှာဘာလို့လေဆင်နှမောင်းတွေအများဆုံးဖြစ်နေရတာလဲဆိုတော့ Rocky Mountain ကလာတဲ့၄ချောင်းအေးရယ်၊ Mexico ပင်လယ်ကွေ့ကလာတဲ့၄ဘူးဆိုရယ်၊ Canada ကလာတဲ့၄အများတို့ဒီဒေတာမှာလာဆုံးပြီး Blue Player အားနဲ့ဖြစ်လာတယ်လို့ဆိုကြပါတယ်။လေဆင်နှမောင်းတွေဟာအင်မတန်အားကောင်းပါတယ်။လေတိုင်းတို့တနားကြီးမိုင်းရာနဲ့ရှီပြီးတက်ခတ်နိုင်ပေမဲ့ညိုကီတို့ဘောသူမဘက်ကတိုက်နေတဲ့လေစိမ်းတွေတော့မပြင်းထန်နိုင်ပါဘူး။မဆနဲ့ကွာ။မငိုခြင်းလား။နံပါတ်3နင်းနင်းကကြဒေတာ ဂျပန်နိုင်ငံရဲ့အဓိကကျွန်းကြီးတစ်ခုဖြစ်တဲ့ဟွန်ရှူကျွန်းရဲ့မြောက်ပိုင်းမှာရှိတဲ့အောင်မူရီမြို့ဟာကမ္ဘာပေါ်မှာနှင်းအများဆုံးကျတဲ့မြို့တစ်မြို့အဖြစ်မှတ်တမ်းဝင်ထားပါတယ်။အဲ့ဒီမြို့မှာနှင်းတွေဟာနှင်းငံကျကျင်တိုင်းကျပြီးတော့တစ်နှစ်ကိုပြည်မြအားဖြင့်32လမလောက်ရှိတတ်ပါတယ်။ဆိုက်ဘီးရီးယားလာတဲ့အိစိမ့်နဲ့လေတွေဟာဂျပန်ပင်လယ်ပြင်ကိုဖြတ်သန်းလာတဲ့အချိန်မှာရေငွေ့တွေကိုတည်ဆောင်လာပြီးအောင်မူရီဒေသရဲ့တောင်တန်းတွေနဲ့တိုက်မိတဲ့အခါ EKB နှင်းတွေကျတော့တာပါပဲ။ဒါကြောင့်မို့နင်းယူကိုတော့နင်းငယ်ကိုဝါနင်းမုံကိုရှူနင်းလုံးကိုဆော့နင်းတီးကိုမျိုးနင်းစုပ်ကိုကန်ထုတ်ခြင်းနဲ့ညုကီတို့ဝါလေတဲ့နေရာလေးဖြစ်ပါတယ် thank mm -hmm. you